ားအလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ် episode 27မှာတော့မိရကဂျင်းနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ရင်းရခုံနေပြီးတော့ဘာဖို့ရမလဲဆိုတာကိုမသိပဲဖြစ်နေပါတယ်ချိုချင်းမှာပဲယူနာကဖုန်းဆက်လာပြီးတော့မလာသေးဘူးလားလို့မေးနေပါတယ်မိရကလည်းသူလည်းခဏနေထွက်လာမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့သူဘာဖို့ရမလဲဆိုတာကိုမသိသေးပါဘူးဂျီတို့အိမ်မှာကတော့ဂျီကကော်ဖီဆိုင်ကိုသွားဖို့ပြင်ဆင်နေပါတယ် ဆိုချိန်မှာမင်းနူးကဘယ်သွားမလို့လဲဆိုပြီးတော့မေးလာပါတယ်။ကြီးကတော့ကျောင်းသားကော်မတီကသူတွေနဲ့မီတင်လုပ်ရရှိလို့သွားမလို့ဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းနူးကသူလည်းပြင်းနေလို့လိုက်လို့ရမလားဆိုတော့ကြီးကတော့မရဘူးလို့ပြောလိုက်ပါတယ်။ကြီးကစပိနဲ့သွားတော့မယ့်အချိန်မှာတော့မင်းနူးကသူအိမ်ဆောင်ထားမှမလို့ဘာမှမပူနဲ့လို့ပြောပြီးတော့ပြန်လိုက်တာရေခဲမှုဝယ်ကျွေးပါဆိုပြီးတော့ပြောလိုက်ပါတယ်။နေရောက်သားရဲ့ဆက်ဆံရီက တော်တော်တိုးတက်လာတာကိုမြင်ရပါတယ်။ coffee ဆိုင်မှာတော့ចောင်းသားကော်မတီကသူတွေရောက်နေကြပါပြီ။ကျို့ထဲမှာတော့ fatty တို့အတွဲကတော့လူလဲကောင်ကြီးမှလားလို့ပြနေလို့တခြားသူတွေကတော့တော်တော်စိတ်ပြည့်နေပါတယ်။ကျို့ထဲမှာတွင်ကတော့အဖို့ဝင်လည်းမဟုတ်ပဲနဲ့ယူနာနဲ့တွေ့ကျင်တာတစ်ခုတည်းနဲ့လားထိုင်နေပါတယ်။ကျို့ချင်မှာမီယာကရောက်လာခဲ့ပါတယ်။မီယာကတေးကြပြင်ဆင်လာပြီးတော့မျက်မှန်လဲတက်မထားတာကြောင့်တွင်ကတော့သူ့ကိုမမှတ်မိပါဘူး။ မိယာဆိုတော့သိပြန်တော့လေအရန်လာနေတော့လက်မခံနိုင်ဖြစ်နေပါရဲ့ယူနာကတော့မိယာကိုမျက်မှောက်မပိုင်ရင် သူကအရန်လာကြောင်ပြောပြနေပါရဲ့ပြောချင်ပါဖက်တီတို့အတွေ့ကရန်ဖြစ်နေတာကြောင့်အကုံလုံးကဝိုင်းကြီးနေကြပြီတော့သူတို့ဝိုင်းလေးကရေမောတံတွေနဲ့စူညံနေပါရဲ့ထို့ကြောင့်စိုင်းထဲမှာလဲဗီနီနဲ့ငငချင်းကိုဆောင်တို့ကလည်းထိုင်နေကြပါရဲ့စိုင်းထဲမှာစူညံနေတာကြောင့်ကိုဆောင်ကစိတ်ညစ်နေပါရဲ့ထို့ကြောင့် ဗီနီကအိတ်နေရာကနေထလာပြီးတော့မျက်နှာပေါ်ကစာအုပ်ကိုဖယ်လိုက်တဲ့အချိန်မှာကောင်းလေးနှစ်ယောက်နဲ့ကောင်းမလေးတစ်ယောက်သူ့ကိုကြည့်တာကိုမြင်သွားပါတယ်။သူတို့သုံးယောက်ကတော့ဗီနီမျက်နှာကိုကြည့်ပြီးတော့အနေဖြစ်နေတာကြောင့်မယုံနိုင်ဖြစ်နေကြပါတယ်။သုံးယောက်ကမျက်ကမှတတ်ထားတာပါ။ဆိုပြီးတော့တောင်ပြောမြောက်ပြောနဲ့ဟာတာလုံနေကြပါတယ်။ထို့ချင်းမှာဗီနီကဘေးနားကိုရောက်လာပြီးတော့သူတို့တွေကတယောက်ရဲ့ကော်ဖီကပ်ကိုယူတော့လိုက်ပါတယ်။သုံးယောက်စလုံးကလည်းကြောင်သွားခဲ့ပါတယ်။ ကျွန်တော်ကော်ဖီကလည်းခားလိုက်တာကွာမင်းတို့ဘလို့များတောက်နေကြလဲပါလေငါမျက်လုံးကမင်းတို့အတွက်ထူးဆန်းနေလို့လားမင်းတို့အလောက်သိချင်နေမင်းတို့ကိုငါမျက်လုံးထုတ်ပြရအောင်မလားဆိုပြီးတော့မိုက်ကြီးစခွဲပါတော့ရင်ထူတော့ရောင်ကလည်းဘာလို့လာပြောနေရလဲမင်းယူနေရလားဆိုပြီးတော့ရှာရှည်ပြီးတော့ထပ်ပြောရဲခြင်းပါတော့ဖီနီသူတို့စပွဲကြီးကိုကန်ချပလိုက်ပါတယ်ဂျွန်တို့အုပ်စုကလည်းဘာတွေဖြစ်နေကြလဲဆိုပြီးတော့ကြည့်နေကြပါတယ် ဖင်နီကတော့လက်နေတဲ့ကောင်ရဲ့ရေပါကိုခြေထောက်နဲ့နင်းလိုက်ပါတယ်။ပြီးနောက်မင်းတို့အတွက်ငှက်ပုံစံကတော်တော်ရည်ကျင်စရာကောင်းနေလား။နောက်ကော်ဖီဆိုင်လာရင်ကော်ဖီပဲအေးဆေးတော့ပြီးပြန်။ရှောက်အောင်ချောင်းနဲ့တောသားရဲ့။ဆိုပြီးတော့ကော်ဖီနဲ့လောင်းချလိုက်ပါတယ်။ချိုးချင်ပါတစုံတစ်ယောက်ကဟေ့ယောမင်းတော်လောက်ပြီဆိုပြီးတော့ဗင်နီရဲ့လက်ကိုဆွဲလိုက်ပါတယ်။ထို့သူကတော့ဒုံဖြစ်နေခဲ့ပါတယ်။ဒီ episode ကိုဒီညမှာပဲအဆုံးသတ်ထားပြီးတော့ နောက်ပိုင်းမှာဒွန်းနဲ့ဖီနီရှားကြီးတို့နေရာဘာတွေဆက်ပြစ်ကြမလဲဆိုတာကိုကျွန်တော်နဲ့အတူစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ